အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကတရုတ်သမ္မတရှီကျင့်ပြင်ကိုသမ္မတကြီးလို့ဆိုပြီးယိုကျိုးကျိုးတုံးတုံးပြောဆိုထားတာကိုစစ်ကောင်စီလက်အောက်ခံမီဒီယာအင်တာဗျူးမှာ ပြောဆိုဖော်ပြထားတာတွေ့ရပါတယ်။မင်းအောင်လိုင်ကရုရှားနိုင်ငံကို မေလ9ရက်နေ့ကနေမေလ10နေ့ထိတောရောက်ခွင့်စဉ်အတွင်းမှာတရုတ်သမ္မတရှီကျင့်ပြင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပြီးအဲ့ဒီတွေ့ဆုံမှုနဲ့ပတ်သက်ကစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းမီဒီယာတွေကမင်းအောင်လိုင်ကိုအင်တာဗျူးပြီး ပြန်လေဖော်ပြရမှာရှီကျင့်ပြင်ကိုတမရာကြီးဆိုပြီးမင်းအောင်လန်ကရိုကျိုးနွန်စွာခေါ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေနဲ့ရွေးကောက်ပွဲကိုတရုတ်ကအားပေးထောက်ခံတယ်လို့လည်းမင်းအောင်လန်ကပြောပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်အတွင်းကမြို့နယ်ပေါင်း18မြို့နယ်အနက်14မြို့နယ်ကိုစစ်ကောင်စီကဆုံးရှုံးထားပေမဲ့လည်းတရုတ်မြန်မာဘင်္ဂလားဒေ့စီးပွားရေးဇင်းကြံအကောင့်ထဲပို့ဖို့ကို တရုတ်တမရနဲ့ဆွေးနွေးခဲ့ကြောင်းကိုလည်းမေအောင်လိုင်းကထုတ်ဖော်ပြောဆိုထားပါရယ်ရခိုင်ပြည်နယ်မှာအေကမြို့နယ်အများစုကိုတိမ့်ပိုက်ထားပြီးစစ်တွေကြောက်ဖြူနယ်မာအောင်မြို့နယ်တို့သာတိမ့်ပိုက်ဖို့ကြံရှိတော့တယ်လို့လည်းသိရပါရယ်ရှင်မင်္ဂလာနေ့မိထီလာမြို့နယ်မှာ ပီဒီအက်တဖွဲ့တွေဖန်စီစစ်စင်းနေတယ်ဆိုတဲ့စစ်ကောင်စီလက်အောက်ခံရန်ကုန်အဝေးတင်တက်သူတတဗေဒဌာနကကတိကဒေါ်ဝင်းဝင်းအောင်ဆိုသူဟာဖန်စီခံရတာမဟုတ်ပဲအရခတတော်အေးအေးနဲ့ပူပေါင်းသွားတာဆိုပြီးစစ်ကောင်စီကိုယ်တိုင်တည်င်းထုတ်ပြန်လာပါတယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအဲ့ဒီသူတို့စစ်တပ်လက်အောက်ခံရန်ကုန်အဝေးတင်တက်သူတတဗေဒဌာနရဲ့ကတိကဒေါ်ဝင်းဝင်းအောင်ဆိုသူကရခိုင်လူမျိုးဖြစ်တဲ့အကြောင်းနဲ့ဘယ်နေ့ဘယ်နေရာမှာဘယ်သူကနေတဆင့်ချိတ်ဆက်ပြီးအေးအေးနဲ့ပူပေါင်းသွားတယ်ဆိုပြီးတော့ကိုပြန်လဲအပုတ်ချထုတ်ပြန်ပြောဆိုထားတာပဲဖြစ်ပါတယ် တစ်ဖက်မှာတော့ဒေါ်လိုင်းအားစုတွေဘက်ကအဲ့ဒီစစ်ကောင်စီလောက်ခန့်ရန်ကုန်ဝေးတင်တက်ကတူကတိကဆရာမဒေါ်ဝင်းဝင်းအောင်ဆိုသူကိုမိတီလာတက်နေဘက်မှာဖမ်းဆီးရမိထားပြီးဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေသလိုအဲ့ဒီဆရာမရဲ့ယောက်ျားဖြစ်သူဟာလည်းစစ်ကောင်စီရဲ့ရန်နေရာတွေလေပတ်အောင်လှုပ်ပေးနေတဲ့မန္တလေးနိုင်ငံသားဘာသာတက်ကတူကတိကဥအောင်ဆန်းဆိုသူဖြစ်တဲ့အကြောင်းကိုပါစစ်ဆေးမေးမြန်းချက်အရတိထားရတယ်လို့မြင်းညာခိုင်အမှတ်၄၀တရင်ကနေထုတ်ပြန်ထားပါသေးတယ်။ဒါပေမဲ့တစ်ဖက်ကအကြမ်းဖက်စစ်ကောင်စီကတော့ သူတို့စစ်တလောင်းခန့်အနေနဲ့လုပ်ပေးခဲ့တယ်အဲ့ဒီရန်ကုန်အဝေးတင်တက်ကတော့အထီးကဆီအမဒေါ်ဝင်းဝဲအောင်ဆိုသူကို PDF တက်ဖွဲ့တွေကဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာဟာမမှန်ကန်ပဲအဲ့ဒီဆီအမဟာစစ်တွေမြို့မှာမွေးဖွားခဲ့တယ်ရခိုင်လူမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းကစပြီးလက်ရှိအဲ့ဒီဆီအမဟာအရကတတော် A နဲ့ပူးပေါင်းသွားတယ်ဆိုပြီးတော့ကိုစစ်ကောင်စီကိုယ်တိုင်က ပြန်ပြီးသတင်းထုတ်ပြန်လာတာပဲဖြစ်ပါတယ်ခင်ဗျ တစ်ဖက်မှာတော့ဘကိုးတိုင်းအုတ်တွင်းမြို့နယ်မှာရှိတဲ့အချက်ဖက်စကောင်စီရဲ့ကြက်မနက်နေမီရစကန်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစကန်ကိုပါမိရှိုရှင်းနေလိုက်တယ်လို့စကန်နဲ့ကားစကောင်စီတပ်သားတွေရဲ့ဆိုင်ကယ်ကားနဲ့အခြားသုံးဆောင်ပစ္စည်းတွေကိုပါသိမ်းစီရရှိခဲ့တယ်လို့ဂျိုးပင်ကောင်ဟီရိုပျောက်ကြားတပ်ဖွဲ့တာဝန်ခံရဲမီရှွန်းရှွန်းကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ10ရက်နေ့ကပဲဘကိုးတိုင်းအုတ်တွင်းမြို့နယ်မှာအင်အား60လောက်နဲ့တဆွဲထားတဲ့အကြက်ဖက်စစ်ကောင်စီရဲ့ကြက်မနက်နေမြေရဲစခန်းကိုဒေါ်လိုင်းပွန်တက်တွေကဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ် ဲလိုတခိုင်မှုအတွဲစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေပါပေးနေတဲ့ကြားကပဲတော်လိုင်းတက်တွေက yes ကန်ကိုတခါတည်းသိမ့်ပိုင်နိုင်ခဲ့တယ်လို့လက်ရှိမှာတော့ yes ကန်အဆောင်တွေပါမိရှုရှင်းလိုက်ပြီးစကန်တွေကစစ်ကောင်စီတပ်သားတွေရဲ့ဆိုင်ကနေကားတွေကိုပါသိမ်းစီရရှိခဲ့တယ်လို့ဂျိုးပင်ကောင်ဟီးရိုးပြောကြားတက်ဖွဲ့တာဝန်ခံရဲမေရှွန်းရှွန်းကပြောထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ပဲခူးတိုင်းမင်းလာမြို့နယ်ဟန်းယူလမ်းစုံမှာတက်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေကိုဝင်ရောက်တိုက်ခိုက်စဉ်မှာစစ်သားအလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့တာရီခန်တရင်3832နှစ်တက်ခွဲ9ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မင်းလာ17ရက်နေ့နေ့လယ်17နာရီခန့်မှာမင်းလာမြို့နယ်အပိုင်းစိန်ကက်လန်မြို့ချောင်းရိုးမာဖြတ်ကျော်လမ်းပိုင်းဘေးဟန်းယူလမ်းစုံမှာတက်စကန်ဆောက်ကအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေစီကို ပြည်သူဝန်ကားတွေကိုချောဆွဲပြီးစစ်ကောင်စီတပ်သားတွေထပ်မံရောက်ရှိလာတဲ့တဲ့င်းရတာကြောင့်တာရီခန်တရင်38တနည်းတက်ခွဲ9ကတော်လဲရဲဘော်တွေကတွားရောက်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတော်လဲရဲဘော်တွေတွားရောက်တက်ခတ်စင်မှာစခန်းကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်သားအလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတာလည်းဖြစ်ပါတယ်။အဲဒီစခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေပြန်လည်နေထိုင်ခြင်းမပြုလုပ်ဖို့အတွက်တော်လဲရဲဘော်တွေကမီးရှို့ရှင်းလင်းခဲ့လို့လည်းသိရပါတယ်။ တော်လဲရဲဘော်တွေမီးရှို့ရှင်းလင်းလိုက်တဲ့ဟိုင်းယူလမ်းစုံတက်စကန်ဟာ2023ခုနှစ်ဆယ်လပိုင်းကနေစတင်ပြီးစစ်ကောင်စီတပ်သားတွေအထင်ချနေတိုင်းကကျေးရွာတွေကိုလက်လက်ကြီးရည်နဲ့ရန်တမ်းပစ်ခတ်တာလမ်းသွာလမ်းလာပြည်သူတွေကိုဖမ်းဆီးချင်းချောင်ငွေညစ်တာစတဲ့ပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေတဲ့တက်စကန်တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်ရှင်အကျဉ်ပစစ်ကောင်စီဘက်က မြန်မာနိုင်ငံတော်ကလေကြောင်းတက်ခိုက်မှုတွေဆက်လက်တိုးမြင့်လာဖို့ရှိနေတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုတတိပေးပြောဆိုထားပါတယ်။လက်ရှိမှာအကြံဖတ်မဲအွန်လိုင်းဟာသူကိုယ်တိုင်ကြွေးကြော်ထားတဲ့အခု2025ခုနှစ်ဒီဇင်ဘာလမတိုင်မီရွေးကောက်ပွဲကျင်းပဖို့အတွက်သူတို့စစ်တပ်ကလက်လွတ်ထားရတဲ့နေမြေတွေကိုပြန်လည်ထိန်းချုပ်လို့ရအောင်မိုးရင်းကာလမတိုင်မီလေကြောင်းတက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်ဖို့ရှိနေတယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာလည်းမြေပြင်ကနေစစ်ကြောင်းထိုးတာဒရီကိုဘာတပါတဲ့အရှိန်မြင့်လှုပ်ဆောင်ခိုင်းထားပြီး အကြဖတ်မဲအောင်လည်းပြောထားတယ်ရန်တိုင်းမင်းစစ်စင်ရေကိုလည်းမိုးတွင်မတိုင်မီအရှိန်မြင့်အကောင့်ထဲပေါ်ဖို့ညွန်ကြထပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်ရေးမြစ်ကပြောထားပါတယ်တဖက်မှာတော့အကြဖတ်စကောင်စီဟာတရုတ်နိုင်ငံအကူအညီနဲ့လာရှိုမြို့ကိုပြန်တောင်းခဲ့ရတာကလွဲပြီးကျန်တဲ့ဒေါ်လာရင်းတက်တွေတိမ့်ပိုက်စုမှုထားရမြို့တွေနဲ့နေမြေတွေကိုလက်ရှိအချိန်ထိပြန်လည်တိမ့်ပိုက်နိုင်မှုမရှိပဲရသပီသူတွေနေထိုင်ရနေရာတွေကိုသာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်နေပြီးမေလာ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင် စကိုင်းတိုင်းတပင်းမြို့နယ်အိုထိန်ကွင်းကျေးရွာစတင်ကျောင်းကိုလိန်နဲ့ဘုံကျက်တိုက်ခိုက်မှုကြောင့်ဆရာဆရာမနှစ်ဦးအပါအဝင်ကျောင်းသားကျောင်းသူတွေအပါအစုစုပေါင်း22ဦးသေဆုံးခဲ့ရပြီးနောက်ထပ်အယောက်50ဝန်းကျင်ကဒဏ်ရာတွေရထားသလိုညာဘက်မှာလည်းအဲ့ဒီတပင်းမြို့နယ်ကိုပဲစစ်ကောင်စီကလိန်နဲ့လာပြီးထပ်မံဘုံကျက်တွားပြန်တယ်လို့တပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျ။မြန်မာနိုင်ငံအစိုးရအင်ဂျီအနေနဲ့ တဖက်သက်ဖိအားပေးအပြစ်ခတ်ရစဲရေးချိုးပန်းမှုတွေကိုလက်ခံမှာမဟုတ်ဘူးလို့အတီလင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒါကိုလည်း MG ရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ MG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကထည့်သွင်းပြောဆိုသွားတယ်လို့လက်ရှိမြမအရေးအတွက်နိုင်ငံတနိုင်ငံကနေနှိစက်ရညှိနှိုင်းမှုတွေနဲ့အချက်ကင်လို့ရတဲ့အင်အားစုတွေကိုနီလန်ပေါင်းစုံတုံးပြီးဖိအားပေးဆွေးနွေးခိုင်းမှုတွေဟာအကျိုးမရှိဘဲသွေးကွဲမှုတွေနဲ့တင်းမာမှုတွေကိုသာဖြစ်ပေါ်စေနိုင်တယ်လို့ဆိုထားပါတယ်။အဲ့ဒီအတွက် မြန်မာညအစိုးရအင်ဂျီအနေနဲ့ကတော့အဲ့လိုပုံစံမျိုးတွေနဲ့တစ်ဖက်သက်ဖိအားပေးပြီးအပြစ်ခတ်ရက်စဲရေးကြိုးပမ်းမှုတွေကိုလက်ခံမှာမဟုတ်ဘဲနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အထူးသဖြင့်အာဆီယံနဲ့အင်ဂျီနိုင်ငံတွေရဲ့စူးစီးညှိညွတ်တဲ့ကြိုးပမ်းမှုမျိုးကိုသာလမ်းဖွင့်ထားတယ်လို့အင်ဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပွန်းလက်ကပြောထားပါတယ်လက်တော်အကြံဖက်စစ်အုပ်စုဘက်ကနိုင်ငံတကာကိုလူကြားကအောင်ဟန်ပြအပြစ်ခတ်ရက်စဲရေးကြေညာနေပြီမဲ့သူတို့ကိုယ်တိုင်မဲ့အဲ့ဒီကြေညာချက်တွေကိုချိုးဖောက်နေပြီနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေမြေပြင်စစ်ကြောင်းထိုးမှုတွေကိုဇက်တိုက်လုပ်နေသလို အဲ့လိုစစ်ကောင်စီဘက်ကအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်သူတို့စစ်တပ်ကအပြစ်ရဲ့ကြီးညာထားတဲ့ကာလမှာတည်းအရသာပြည်သူအယောက်300ကျော်တိစုံခဲ့ရပြီဖြစ်တယ်လို့ဥနေပုံးကပြောထားပါတယ်အဲ့ဒီတော့မြန်မာအရေးမှာနိုင်ငံတကာအနေနဲ့အမှန်တကယ်အပြစ်ခက်ရစေဖြစ်စေခြင်းရင်နိုင်ငံတကာစောင့်ကြည့်လေ့လာမှုလိုအပ်မှာဖြစ်တယ်လို့ချိုးဖောက်တဲ့သူကိုဘလို့အရေးယူမလဲဆိုတာလဲပေါဝင်ရမှာဖြစ်ပြီးဒီအတိုင်းပြောနေုံနဲ့တော့မြန်မာစစ်အုပ်စုရဲ့ဟန်ပြအပြစ်ခက်ရစေဟာသူတို့ကိုယ်တိုင်မဲ့လွယ်လွယ်ကူကူချိုးဖောက်ကျူးလွန်နေတာဖြစ်တဲ့အတွက်အမျိုးသားညီညွတ်အစိုးရအယူကြီးအနေနဲ့ကတော့ တဖက်သက် PRP အပြစ်ခတ်ရစရေးကြိုးပမ်းမှုတွေကိုလက်ခံမှာမဟုတ်ဘူးလို့အတီလင်းထုတ်ပြန်ကြေညာလိုက်ပါတယ်ခင်ဗျာစကိုင်းတိုင်းတဘင်းမြို့နယ်မှာအချက်ဖက်စကောက်စီတက်ကလင်းနဲ့ဘုံကျဲမှုကြောင့်တိတ်ဆုံးသွားခဲ့ရတဲ့အိုထိန်ကွင်းခြေရွာစာတင်ကျောင်းကကျောင်းသားကျောင်းသူအယောက်20နဲ့ဆီယမ2ဦးကိုတကြိုပြီးစီးသွားပြီဖြစ်တယ်လို့တော်လိုင်းသတင်းရှင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့မေလာ7ရက်နေ့ဖြစ်တဲ့မနေ့ကပဲတဘင်းမြို့နယ်ကအိုထိန်ကွင်းခြေရွာစာတင်ကျောင်းကိုစစ်ကောက်စီဟာ ကလေးတွေစာတင်နေတဲ့အချိန်ကြီးမှာရည်ရွယ်ချက်ရှိရှိလင်းနဲ့နောက်ပြီးဘုံကျဲတော်မှုကြောင့်ကလေးငယ်အယောက်20နဲ့ဆီယမ2ဦးတို့ဟာအတိအတိတေဆုံးခဲ့ရတာဖြစ်ပါလေဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့လှုပ်ရက်ဟာကျေးရွာစာတင်ကျောင်းမှာကလေးတွေစာတင်နေမှတိတိကြီးနေတယ်မင်းကရည်ရွယ်ချက်ရှိရှိလင်းနဲ့လာပြီးဘုံကျဲတက်ခိုက်သွားတာဖြစ်တဲ့အတွက်အင်မတန်မှယုံညံ့နဲ့လှုပ်ရက်ဖြစ်တယ်လို့ဒီကလေးတွေဆိုတာဘာပြစ်မှလည်းမရှိတယ်လို့အဲ့ဒီစာတင်ကျောင်းမှာဘာလက်လက်ကင်မှလည်းမရှိပဲစာဘဲတင်နေတဲ့ကျောင်းသာဖြစ်ပြီး လောလောဆယ်မှာတော့တည်ဆုံသွားတဲ့ဆီယမနှုတ်ဦးနဲ့ကလေးငယ်အယောက်20ကိုတကြိုပြီးစီးသွားပြီဖြစ်တယ်လို့တော်လိုင်းသတင်းရှင်းမိကပြောထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအချက်ဖက်စကောက်စီဘက်ကကျူးလွန်သူစိတ်ခိုင်းသူအားပေးသူပုံဖြတ်သူမြည်သူကိုမဆိုရန်သူအဖြစ်ပြက်ပြက်တာတာတတ်မှတ်သွားမှာဖြစ်တယ်လို့လေပြည်သူကာကွယ်ရေးတပ်မတော်ရွှေဘူခိုင် PDF တရင်စနစ်ကသတင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။စကိုင်းငလင်ကြောင့်ပျို့ကျပျက်စီးသွားတဲ့ဗလီနဲ့ခရိယံဖះเจ้าတွေကို မူလအတိုင်းသာဆောက်လုပ်ရမယ်လို့စစ်ကောင်စီတာတနာ၏ဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်ထားပေမဲ့လည်းဆောက်လုပ်ခွင့်နဲ့ဖြိုဖျက်ခွင့်တွေကိုလုံးဝချထားမပေးဘဲပိတ်ပင်ထားတယ်လို့ရမဲသည်အခြေဆက်ဗလီကျောင်းတော်အဖွဲ့ဝင်တို့ကပြောပါတယ်စစ်ကောင်စီကငလင်ကြောင့်ပျို့ပြက်သွားတဲ့ဗုဒ္ဓဘာသာဖျားစေတီပထိုးနဲ့ကျောင်းတိုက်တွေကိုတော့ကြိုက်နေတတ်တယ်လို့ပြန်လဲတီထောင်တိဆောက်ခွင့်ပေးထားပြီမဲ့လေဗလီနဲ့ခရိယံဖျားရှိခိုးကျောင်းတွေကိုတော့ မူလအတိုင်းသာဆောက်လုပ်ဖို့ညှိနှိုင်းထားရလဲဖြစ်ပါတယ်။ဒါပေမဲ့ဆောက်လုပ်တာတွေဖျက်ဖျက်တာတွေကိုတော့စစ်ကောင်စီကခွင့်ပြုမှသာလှုပ်ဆောင်ဖို့ညှိနှိုင်းချက်ထုတ်ပြန်ထားရလို့လဲဆိုထားပါတယ်။အမှန်တကယ်မှာလဲခွင့်ပြုချက်တောင်းခံတဲ့အခါမှာလဲဖြိုဖျက်ရှင်းလင်းခွင့်မပေးတာကြောင့် ပြန်လည်တိဆောက်ခွင့်မှာအလွန်ဝေးကွာနေတယ်လို့လည်းရမဲသိမြို့နယ်ကငလင်ကြောင့်ပျို့ကျပျက်စီးသွားတဲ့ဗလီကျောင်းတော်အဖွဲ့ဝင်ဂောဘကကရှင်းပြပါတယ်ဗလီနဲ့ခရိယန်ဖျားကျောင်းတွေကို ပြန်လည်တိဆောက်ရမှာလဲကနဝုအနေနဲ့အောက်ခြေမှာစစ်စစ်မှာဖြစ်ပြီးမြို့နယ်အဲ့ဒီကနေတဆင့်ခရိုင်အဲ့ဒီကနေတဆင့်ပြည်နယ်တိုင်းအစိုးရအဆင့်ကို တင်ပြရမှာဖြစ်ပြီးနောက်ဆုံးမှာတော့သာသနာရေးဝန်ထမ်းနဲ့ စစ်ကောင်စီထံကိုခွင့်ပြုချက်ယူရမယ်လို့လည်းသိရှိရပါတယ်။တစ်ဖက်မှာတော့ဗုဒ္ဓဘာသာဖျားစီတီပထိုးနဲ့ကြောင်းတိုက်တွေမှာတော့ပြိုကျသွားမှုကိုတော့ငလင်လှုပ်ခတ်ပြီးတာနဲ့စစ်ကောင်စီကဥဆောင်ကအင်းတိုက်အားတိုက်ပြုပြင်နေကြသလိုသကိုင်းတောင်စွန်းပုံညာရှင်စီတီအပါအဝင်ဖျားစီတီနဲ့ကြောင်းတိုက်တချို့ကိုတတကူကဥဆောင်က မက်စ်မြန်မာကုမ္ပဏီအပါအဝင်ကုမ္ပဏီတွေက ဝိုင်းဝန်းပတ်မိုးကပြုပြင်နေကြတယ်လို့လည်းသိရပါတယ်ရှင်။ အခုပြမဆုတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အယတပြည်သူတွေအစုလိုက်အပြုံလိုက်တိတ်ဆုံးဈေးကြတဲ့လေကြောင်းတက်ခတ်မှုတွေဟာစေရစဘူးမှုကျွလွန်တာဖြစ်တဲ့အတွက်အကြံဖတ်စစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အရကတတော်အေအေကတတိပေးပြောဆိုလိုက်ပါတယ်။ ဒါကတော့ရန်ကုန်ခေတ်တည်တင်ဌာနကနေပြည်သူတွေတည်ဆုံးစေခဲ့တဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအရကတတော် AA ရဲ့သဘောထားကိုဆက်သွယ်မေးမြန်းတဲ့အချိန် AA ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခကတရားဝင်ပြောလိုက်တာပါအဓိကကတော့ဒီလိုမျိုးဗတ်တိုက်ပွဲမှာမရှိတဲ့နေရာတွေကိုအချက်ဖက်စကောင်စီကရတပ်ပြည်သူတွေစီ UTP ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တယ်ဆိုတာဟာစစ်ရဇဝတ်မှုတွေကိုပျောင်ပျောင်တင်းတင်းကျူးလွန်တာဖြစ်တဲ့အတွက်ဒီလိုစစ်ရဇဝတ်မှုတွေအတွက်အချက်ဖက်စကောင်စီဘက်ကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အေအေရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခကရှင်းလင်းပြောဆိုထားပါတယ်။ လက်ရှိမေလ၁၂ရက်နေ့ကတပင်းမြို့နယ်အိုထိန်ကွင်းခြေရွာစာတင်ကျောင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဆီယမ2ဦးနဲ့ကလေးငယ်အယောက်20တိဆုံးခဲ့တယ်လို့ပဲမေလ13ရက်နေ့မှာလေစစ်ကောင်စီကရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ထုံးရဝေခြေရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတဲ့အတွက်အဲ့ဒီမှာလေရသားပြည်သူ13ဦးတိဆုံးထားတဲ့အပြင်အယောက်20ကျော်ဒဏ်ရာရထားပြီးဒီလိုရသားပြည်သူတွေအစုလိုက်အပြုံလိုက်တိဆုံးစေခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက် အကျန်းဖက်စစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အရခတတော်အေအေကတတိပိပြောဆိုလိုက်ပါတယ်ခင်ဗျာရန်ကုန်မြို့မှာအကျန်းဖက်စစ်ကောင်စီတက်အတွက်စစ်မှုထမ်းခိုင်းဖို့အတမပြည့်သေးတဲ့ចောင်းသားမောင်ထက်ဝီရန်အပါဝင်လူငယ်နှစ်ဦးစစ်သားတွေအဖြစ်ရောင်းစားခံရမှုကိုစစ်တပ် lobby တွေကိုတိုင်ဝန်ခံပြောဆိုလာကြပါတယ်ဖြစ်စဉ်ကတော့မေလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲစစ်တပ် lobby နောင်တော်လေးဆိုသူလုံနေတဲ့မြန်မာ National Post Telegram Channel ကနေတဆင့် ကိုလည်းကုန်းမြို့နယ်ကဘဒိုစော့ချေရွနီချောင်းသားမောင်ထက်ဝီရံနဲ့မောင်မိုးချင်းအောင်စုသူတို့နှစ်ဦးဟာရန်ကုန်မြို့မှာအလုရှာဖို့တောင်းရင်းနဲ့စစ်မှုထမ်းတပ်သားတွေအဖြစ်ဖမ်းဆီးရောင်းစားခံလိုက်ရတယ်လို့မိဘဆွေမျိုးတွေနဲ့တွေ့ဆုံမေးမြန်းပြီးဖော်ပြထားပါတယ်လက်ရှိမှာအဲ့ဒီလူငယ်နှစ်ဦးဟာရမဲတင်စစ်တပ်လက်ချင်းရေးအကြောင်းကိုအပုတ်ခံထားရပြီးအဲ့ဒီနှစ်ဦးတည်းကမောင်ထက်ဝီရံစုသူလူငယ်ဟာအခုမှအထက်တန်းချောင်းသားပဲရှိသေးတယ်လို့ပြောထားတယ်လို့ဒီလိုစစ်ကောင်စီဘက်က ်စစ်မှုထမ်းတပ်သားတွေစုတဲ့ကိစ္စမှာအသက်မပြည့်သေးတဲ့လူငယ်တွေပါဖမ်းဆီးပြီးစစ်သားတွေအဖြစ်ရောင်းစားခံရတဲ့အကြောင်းကိုစစ်တပ် lobby တွေကိုယ်တိုင်ဝန်ခံပြောဆိုလာကြတာဖြစ်ပါတယ်။တစ်ဖက်မှာလေလက်ရှိရန်ကုန်တိုင်းလက်ကူးမြို့နယ်ဘိုးရင်ကလေးခြေရွာအုပ်ချုပ်ရေးမှူးမြို့သိမ်းဆိုတဲ့သူဟာစစ်မှုထမ်းလူစားထုတ်တပ်သားတွေအယောင်းဝယ်တွေလုပ်နေပြီး ဘွဲစားတွေအဖြစ်နဲ့ဇယကွင်းကျေးရွာနေတန်းလိုက်နဲ့အောက်ခိုင်မို့ဆိုသူတို့ကိုဆေလွတ်ပြီးတော့ဘကိုးတိုင်းနဲ့အေယာဝတီတိုင်းဘက်ကလူငယ်တွေကိုအလုရမယ်လို့ပြောပြီးစစ်သားတဲ့အယောင်ဝယ်တွေလုံနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာမြန်မာနိုင်ငံရန်ကုန်မြို့ကတိလဝဘတ်ဆောင်စိတ်ကန်းစီမံကိန်းကနေ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေပြန်လည်ရုပ်သိမ်းတော့မယ်လို့ကာမီဂူမီကုမ္ပဏီလီမိတက်ဆူမီတိုမိုကော်ပိုရေးရှင်းနဲ့တိုတာဆူရှိုတို့ကတရားဝင် အသိပေးကြေညာလိုက်ပါတယ်မြန်မာနိုင်ငံကတိလဝါဘတ်ဆောင်သုံးနိုင်ငံတကာစိတ်ကန်းစီမကင်းကနေနှုတ်ထွက်ရမှာပွင့်လင်းမြင်သာမှုရှိရင်းနဲ့လူခွင့်ရေးစံနှုန်းတွေကို လေးစားလိုက်နိုင်ရေးအတွက် ဂျပန်ရင်းနှီးမြှုပ်နှံသူတွေကိုဂျပန်နိုင်ငံနဲ့မြန်မာနိုင်ငံအရက်ဖွဲ့အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။ကာမီဂူမီကုမ္ပဏီမိတဲ့ဆူမီတိုမိုကော်ပိုရေးရှင်းနဲ့တိုတာဆူရှိုတို့ကစင်းဖြတ်သိမ်းမှုတွေကိုစတင်လှုပ်ဆောင်နေပြီလို့လည်း Justice for Myanmar JFN ထံကိုအတည်ပြုပြောဆိုထားပါတယ်။ဒီလိုအတိပေးလာမှုပေါ်ကို Justice for Myanmar JFN ကမနေ့ကကြေညာချက်ထုတ်ပြန်ခဲ့ပြီးတိလဝါဘတ်ဆောင်တုံနန်းတကာစိတ်ကန်းစီမကိန်းက ဂျပန်စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအဖွဲ့အစည်းတွေနှုတ်ထွက်တော့မယ်လို့တရားဝင်အသိပေးလာတယ်လို့လည်း JFN ရဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။တိလဝါစိတ်ကန်းစီမံကိန်းကိုမြန်မာနိုင်ငံအတွက်ဂျပန်နိုင်ငံတရားဝင်ဖွံ့ဖြိုးရေးအကူအညီ ODA ရဲ့အစိတ်အပိုင်းဖြစ်တည်ဆောက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စာချုပ်ပါနှုတ်ထွက်မှုမှာနိုင်ငံဆောင်စီးပွားရေးလုပ်ငန်းကြီးတွေအတွက် OECD လက်ညွန်ချက်တွေနဲ့စီးပွားရေးနဲ့လူခွင့်ရေးဆိုင်ရာကုလသမဂ္ဂလက်ညွန်အခြေခံမှုတွေအပါအဝင်နိုင်ငံတကာလူခွင့်ရေးစံနှုန်းတွေနဲ့ဘယ်လိုကန့်ညီမှုရှိကြောင်းအသေးစိတ်အချက်အလက်ပေးရခဲ့တာမရှိသေးဘူးလို့လည်း GFN ကထောက်ပြထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမဲခေါင်ဝက်ကအမှုဆောင်ဒါရိုက်တာ ဖြစ်သူယူကာကီကူချီကလည်းကုမ္ပဏီတွေနဲ့အစိုးရဖွဲ့စည်းတွေအနေနဲ့သူတို့ရဲ့ထွက်ခွာမှုက ်စေုပ်စုဓမ္မမို့စစ်တပ်ခရိုနီတွေအတွက်ဗဏ္ဍာငွေဆိုင်ရာအကျိုးမြတ်မရရှိနေအောင်လှုပ်ဆောင်ဖို့တာဝန်ရှိနေတယ်လို့လည်းပြောပါရယ် Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကတော့လူခွင့်ရေးလေးစားလိုက်နာမှုမရှိတဲ့ပြည်စလွယ်နှုတ်ထွက်မှုတွေက ရက်ဆက်ကြမ်းကြုတ်မှုကြီးတွေမှာ လောင်စာ ဖြစ်ပေးနေတဲ့အနေရရှိပြီးကုမ္ပဏီတွေနဲ့ဂျပန်အစိုးရတို့အနေနဲ့လူခွင့်ရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေနဲ့အညီစေုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာ ျန်ရပါပတ်သက်မှုမရှိအောင်ဘလို့လုတ်ဆောင်နေကြမှုမဖြစ်မနေထုတ်ပြန်ဖို့လိုအပ်တယ်လို့လည်းပြောပါတယ်ရှင်။ရန်ကုန်တိုင်းလှန်တရာမြို့နယ်တမကုန်းဒီချမ်းရီဖက်နက်စက်ရုံမှာတရက်လုံအားခ12000ကျပ်တွန်းပြင်ပေးရအတွက်အလုသမား4000ခန့်ဆန္ဒပြခဲ့ကြရလို့လဲဆန္ဒပြအလုသမားတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ14ရက်နေ့နေ့လယ်7:30မိနစ်90ကနေစတင်ကညနေပိုင်းအထိလှန်တရာမြို့နယ်တမကုန်းအနီးက စစ်ကောင်စီနဲ့ဖက်ဆက်လောက်ကိုင်းနေတဲ့ချမ်းရီဖက်နက်စရုံမှာအလို့သမား၄000ခန့်ကဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစရုံကိုစစ်ကောင်စီကအမြဲတမ်းလာရောက်ကြည့်ရှုပြီးစစ်တပ်ကတဝက်ရှယ်ယာပိုင်ဆိုင်တယ်လို့လည်းသိထားရကြောင်းအလို့သမားတို့ကပြောပါဗျ။ဆန္ဒပြရတာဟာလည်းတနစ်ကိုလောအားက9200ကျပ်နဲ့အလို့သမားတွေဘယ်လိုမှအဆင်မပြေတာကြောင်းတနစ်လောအားက12000ကျပ်တိုးပေးဖို့တောင်းဆိုကြတာဖြစ်တယ်လို့လည်းသိရပါဗျ။စရုံဘက်ကအခုလိုလက်ကတိုးတောင်းတဲ့ အပေါ်မှာ9ရက်စောင့်ဖို့ရက်ချင်းပြောပေမဲ့လည်းအလို့သမားတွေကမစောင့်နိုင်တာကြောင့်အဲ့ဒီ9ရက်ကိုဆန္ဒဆက်ပြမယ်လို့လည်းအဲ့ဒီစက်ရုံမှာအလို့လောက်ကန်လေးရဲ့အလို့သမားတူဦးကပြောပါတယ်အဲ့ဒီစက်ရုံဟာလှိုင်းတရားမှာအကြီးဆုံးနဲ့အလို့သမားအများဆုံးဖြစ်တယ်လို့ Adidas ဖက်နက်တွေဟာကမ္ဘာမှာနံပါတ်1အဆင့်ရှိတဲ့ဖက်နက်စက်ရုံဖြစ်ပြီး ဝန်ကြီးချုပ်တွေစစ်တပ်ကထိပ်ပိုင်းခေါင်းဆောင်တွေမကြခဏလာကြည့်တဲ့စက်ရုံတစ်ခုဖြစ်တယ်လို့လည်းသိရှိရပါတယ်။အခုအလုသမာဆန္ဒပြပွဲတွေကိုစစ်တပ်ကအကြမ်းဖက်ဖြိုကွင်းလာမှာကိုလည်းလူသမားတွေကစိုးရိမ်နေကြရလို့လည်းသိရပါတယ်ရှင်။အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်ကြုံလာပါကပြည်သူတွေကိုအရေးပေါ်ရှာဖွေခဲ့စေရည်အတွက်နိုင်ငံတော်တိုင်းပြည်ကပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကဝယ်ယူပေးခဲ့တဲ့ နိုင်ငံပိုင်ရဟတ်ရင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလွှဲယူထားပြီးသူတို့စစ်တပ်အတွက်သာအသုံးပြုနေတယ်လို့နေပြည်တော်စစ်တပ်တရင်အရှင်မြင့်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီရဟတ်ရင်ကိုတော့မြန်မာနိုင်ငံမှာသဘာဝဘေးအန္တရာယ်ကြုံလာပါကပြည်သူတွေကိုအရေးပေါ်ရှာဖွေကယ်ဆယ်လို့ရအောင်ဆိုပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကနေဝယ်ယူပေးထားခဲ့ပြီး 2020ခုနှစ်အောက်တိုဘာလ30ရက်နေ့ညနေပိုင်းမှာရဟရင်ကမြန်မာနိုင်ငံရောက်ရှိခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုမြန်မာပြည်သူတွေအတွက်ရှေ့ရစ်ကိုရှေ့ရှုပြီးတဘာဝဘေးတွေကြုံလာရင်ကယ်ဆယ်ရစ်တွေလုပ်လို့ရအောင်ဒေါ်ဆတ်စုကြည်ကလှုပ်ပေးခဲ့ပေမဲ့အဂျန်ဖက်စကောင်စီကတော့သူတို့စစ်တပ်အာဏာသိမ်းပြီးကတည်းကအဲ့ဒီရဟရင်ကိုစစ်တပ်ပိုင်းအဖြစ်သိမ်းဆီးလိုက်ပြီးပြီးခဲ့တဲ့နှစ်ကရေဘေးကြုံလာလဲအဲ့ဒီကယ်ဆယ်ရစ်ရဟရင်ကိုပြည်သူတွေအတွက်အသုံးမပြုခဲ့သလို ငလင်ဘေးမှာလဲလူတွေကိုကူညီတဲ့နေရာမှာအသုံးမပြုခဲ့ပဲသူတို့စစ်တပ်အတွက်သာအသုံးပြုနေတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိအဲ့ဒီရဟယင်ဟာလူမှုကဲဆဲရင်းနေပြန်လဲနေရာချက်တားရေးဝန်ကြီးဌာနလက်အောက်မှာမရှိတော့ပဲစစ်တပ်ကပဲလွှဲပြောင်းယူထားလိုက်ပြီဖြစ်တယ်လို့တခါတည်းသူတို့စစ်တပ်အတွက်ပြန်တန်းအသုံးပြုပြီးတာ ਨੇ ဒီအတိုင်းရင်နာထားပြီးရေဘေးရောငလင်ဘေးတွေမှာပါပြည်သူတွေအတွက်အသုံးမပြုခဲ့တယ်လို့ အဲ့ဒီရဟယင်အတုံးပြုဖို့ခွင့်ပြုချက်ကိုလည်းမဲအွန်လိုင်းနဲ့စိုးဝင်းတို့ကအဓိကကင်ထားတာဖြစ်တယ်လို့လည်းနေပြီးတော့စစ်တပ်သတင်းရှင်းမင်းကပြောထားပါတယ်တစ်ဖက်မှာတော့အဲ့လိုပြည်သူလူထုကိုတဘာဝပေးကြုံလာရင်ကယ်ဆယ်ဖို့ရဟယင်ဝယ်ယူမှုအတွက်ဆိုပြီးအချက်ပစကောင်စီကဒေါ်စစုကြည်ကိုအာဂရီမှုခေါင်းစဉ်နဲ့ထောင်နန်းခွနနှစ်ချမှတ်ခဲ့ပြီမဲ့အချံပတ်ဆက်ကောင်းဆောင်မဲအွန်လိုင်းကိုတိုင်ကတော့အခုနှစ်ဖေဖော်ဝါရီလမှာပဲ သူနဲ့သူ့မိသားစုရဲ့ပြပခီးစဉ်အတွက်ဆိုပြီး Airbus လေယာဉ်ကိုပြည်သူဘန်နာရီနဲ့အပြတ်ဝဲယူလိုက်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာစကိုင်းတိုင်းစကိုင်းမြို့မှာမက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်အားခွန်တသမခွန်အဆင့်ရှိတဲ့ငလင်တန်းကြောင်းပျော်ကြပျက်စီးနေတဲ့ဂတ်တန်းပလီဝတ်ကျောင်းတော်ကိုစစ်ကောင်စီက3ရက်အတွင်းမှာအပြေးဖယ်ရှားပေးရန်အမိန့်ထုတ်ပြန်လာတယ်လို့အစ္စလမ်အသံဝန်ကပြောပါရတယ်။ စကိုင်းမြို့မှာရက်စကန်နဲ့ကက်လက်မှာရှိနေတဲ့ဂတ်တန်ဘလီဟာနှစ်ပေါင်း120ကျော်တက်တန်းရှိနေပြီဖြစ်ပြီးဘလီမြင်နဲ့ရက်စကန်မြင်နှစ်ခုစလုံးကိုကိုလိုနီခေတ်ဗြိတိရှ်အိန္ဒိယဘီယင်ကန်ရဲ့စုတိုက်ရရရှိခဲ့သူက အလူတူးလေးအနေနဲ့1902ခုနှစ်မှာဝယ်ယူလူတန်းခဲ့တာလည်းဖြစ်ပါတယ်။မြေပိုင်ဆိုင်မှုမှာလည်းအလူရှင်တူးလေးကတစ်ဆက်တည်းလူတန်းခဲ့တာဖြစ်ပြီးမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ဗလီကျောင်းတော်ကြီးမှာပြိုကျပျက်စီးခဲ့ရတာဖြစ်ပြီးဗလီကိုပြင်ဆင်ရန်ကြိုးပမ်းနေချိန်တွင် တောင်းရတဲ့အတွေးမှာအပြေးဖယ်ရှားပေးရမယ်လို့လဲစစ်ကောင်စီကအမိန်ပေးလာတာဖြစ်တယ်လို့လည်းသိရပါဗျ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်မန္တလေးစကိုင်းအပါအဝင်မြို့ကြီးတွေမှာဗလီကျောင်းတော်90ကျော်ဟာပြိုကျပျက်စီးခဲ့ရပြီးစစ်ကောင်စီကပြန်လည်ဆောက်လုပ်ခွင့် ဖြိုဖျက်ခွင့်တွေကိုအထူးတင်းကျပ်စစ်စစ်နေကအဲ့ဒီအထဲမှာသခိုင်းမျိုးကဂတ်တန်းပလီမှာပြင်ဆင်ခွင့်မှာမရှိတော့ဘဲအပြည့်အပြည့်ဖယ်ရှားခိုင်းနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်စစ်ကောင်စီကငလင်တန်ကြောင့်ပြိုပြက်သွားတဲ့ဗုဒ္ဓဘာသာဖျားစီဒီပထိုးနေចောင်းတိုက်တွေကိုចိုက်နှစ်တက်တယ်လို့ပြန်လဲတီထားခွင့်ပေးထားပေမဲ့ ဗလီနဲ့ခရစ်ရဲ့ဖျားရှိခိုးကြောင်းတွေကိုတော့မူရအတိုင်းသာဆောက်လုပ်ရန်ဆောက်လုပ်ခြင်းနဲ့ဖြုတ်ဖြက်ခြင်းကိုလည်းစစ်ကောင်စီကခွင့်ပြုမှသာလှုပ်ဆောင်ရန်ညွှန်ကြားချက်ထုတ်ပြန်ထားရလည်းဖြစ်ပါတယ်။ဒါပေမဲ့အမှန်တကယ်ခွင့်ပြုချက်တောင်းခံလာတဲ့အခါမှာတော့ဖြိုဖြက်ရှင်းလင်းခွင့်တောင်းမပေးဘဲပြန်လည်တိဆောက်ခွင့်မှာအလွန်ဝေးကွာနေရလို့လည်းသိရှိရပါတယ်။ဗလီနဲ့ခရစ်ရန်ကြောင်းတွေကိုပြန်လည်တိဆောက်ရမှာလဲကနေဦးအနေနဲ့အောက်ခြေမှာစစ်စစ်မှဖြစ်ပြီးမြို့နယ်ခရိုင်ပြည်နယ်တိုင်းစိုးရအစစ် င့်စဉ်ကိုတင်ပြရမှာဖြစ်ပြီးနောက်ဆုံးမှာသာသနာ့ရေးဝင်းထနာနဲ့စစ်ကောင်စီထံကိုနောက်ဆုံးခွင့်ပြုချက်ယူရမယ်လို့လည်းသိရပါဗျ။ဒါပေမဲ့ဗုဒ္ဓဘာသာဖျားစေတီပထိုးနဲ့ကျောင်းတိုက်တွေပြိုကျမှုကိုငလင်လုတ်ခတ်ပြေးတာနဲ့စစ်ကောင်စီကဥဆောင်ကအင်တိုက်အားတိုက်ပြုပြင်နေရလို့လည်းသိရပါဗျ။နေပြီးတော့မှာ ဂျပန်မင်းအွန်လိုင်းကတနင်္ဂနွေလုံးမှာရှိတဲ့ဒူလာအောက်ခံစစ်တိုင်းမှုတွေကိုနှစ်ရက်တာအစည်းအဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စတွေအဓိကဆွေးနွေးနေပြန်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီအစည်းအဝေးကိုမေလ15ရက်နေ့ကနေဒီကနေ့မေလ16ရက်နေ့အထိနေပြီးတော့မှလှုပ်ဖို့အဂျပန်မင်းအွန်လိုင်းကိုတိုင်ဒူလာအောက်ခံစစ်တိုင်းမှုတွေကိုခေါ်ယူထားတယ်လို့ဆိုပါတယ်။အဓိကကတော့လရှိသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့နေမြေတွေကိုပြန်လည်ရရှိဖို့အတွက်စစ်စင်ရေးကိစ္စတွေကိုဆွေးနွေးနေတာဖြစ်တယ်လို့တစ်ဖက်မှာလည်း ရုရှားနိုင်ငံမှာတရုတ်သမ္မတရှီကျင်ပင်နဲ့မဲအွန်လိုင်းတို့တွေ့တဲ့အချိန်တရုတ်ဘက်ကမြန်မာနိုင်ငံရဲ့နေနမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်အောင်လှုပ်ဆောင်မှုတွေကိုထောက်ခံတယ်ဆိုတာတွေကိုပါတချို့ဂတိကဝတ်တွေရရှိခဲ့ပြီးတဲ့နောက်မှာပဲစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုမစင်မကျင်ပို့ပြီးလှုပ်လာတာဖြစ်တဲ့အပြင်အခုစစ်တိုင်းမှုတွေနဲ့အစည်းအဝေးအပြီးမှလည်းပြင်းထန်တဲ့စစ်ကြောင်းထိုးမှုတွေပါလှုပ်ခိုင်းထားပြန်တဲ့အတွက်ဒေါ်လန်ရေးတက်တွေထိန်းချုပ်ထားတဲ့နေမီတွေကပြည်သူတွေအနေနဲ့ပို့မှုတတိထားဖို့အတိပေးကျင်ပါတယ်လို့လည်းနေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျာ ဂီနီဘီနဲ့မိုးပြမျိုးကိုအင်အားရကနန်းလောင်းနဲ့ဝင်ရောက်လာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမိုးရမှာစစ်ကောင်စီတပ်သား23ကတော့အတိအသေးတိုက်ကုန်ကြပြန်တဲ့အပြင် အဲ့ဒီစစ်သားတွေရဲ့မပါအလောင်းတွေကိုပါရရှိထားရုံနဲ့မကနောက်ထပ်စစ်သား၃ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားပြီးစစ်သား၁၆ဦးကလည်းအလင်းဝင်ရောက်လာကြတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF viewer အမှတ်၁ရဲ့ပြောရေးဆိုခွင့်ရှိသူကရန်ကုန်ခေတ်တကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်တကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလည်းတိုက်ပွဲအတွင်းအတုံယုံသိနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မပါအလောင်းပုံတွေနဲ့ဒုထောက်အဖမ်းခံထားရတဲ့စစ်သားပုံတွေကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့ ဒေါ်လာအင်တက်တွေထိန်းချုပ်ထားတဲ့ဂီနီပီနယ်မိုးပြမြို့ကိုအချက်ဖက်စစ်ကောင်စီတပ်ကအင်အားရာခနန်းလောက်နဲ့စစ်ကြောင်း၃ကြောင်းခွဲပြီးဝင်ရောက်လာပြန်တဲ့အတွက်ဒေါ်လာရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမိုးရမှာဒီကနေ့မေလ၁၆ရက်နေ့အထိတိုက်ပွဲတွေဖြစ်ပွားနေရဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းလက်ရှိတိထားချက်အရတဲ့စစ်ကောင်စီတပ်သား23ဦးကတော့အတိအသင့်တိတ်ကုန်ကြပြီးအဲ့ဒီစစ်သားတွေရဲ့မပါအလောင်းတွေကပါတော်လန်ကြီးတပ်တွေကရရှိထားရုံနဲ့မကနောက်ထပ်စစ်သား3ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားတဲ့အပြင် တဖက်မှာလေစစ်ကောင်စီတပ်သားတွေဟာရှေ့တန်းစစ်မြေပြင်တွေကနေထွက်ပြေးလာပြီးတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်လာနေကြတာဟာလက်ရှိအချိန်ထိစစ်ကောင်စီတပ်သား16ဦးအထိအလင်းဝင်ရောက်ထားကြပြန်တယ်လို့ပြည်သူ့ကာကွယ်ရေးတမတော် PDF viewer အမှတ်1ရပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်ခင်ဗျာစကိုင်းတိုင်းတပင်းစာတင်ကြောင်းလေကြောင်းတက်ခတ်မှုနဲ့စစ်ရာဇဝဲမှုတွေအတွက်စစ်ခေါင်းဆောင်တွေ အမိန်ပေးသူလက်တွေလှုပ်ဆောင်သူနဲ့သတင်းမှန်ဖုံးကွယ်တဲ့စစ်လော်ဘီတွေကိုအရေးယူမယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကကြေညာလိုက်ပါတယ်။အကြက်ဖက်စေုပ်စုကျူးလွန်တာတွေနဲ့ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေမှာအ धिक တာဝန်ရှိသူစစ်ခေါင်းဆောင်တွေအမိန်ပေးစေခိုင်းသူအရာရှိတွေ လက်တွေ့လောက်ကန်ဆောင်ရွက်သူလေရင်မှုတွေကိုအရေးယူသွားမှာဖြစ်တယ်လို့အကြမ်းဖက်တပ်ဖွဲ့ဝင်တွေပံပိုးကူညီသူအပေးအားမြောက်ပြုသူတွေနဲ့တည်င်းမှန်ကို ဖုံးကွယ်လင်ညာနေကြတဲ့စစ်တပ် lobby တွေအလုံးကိုဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရေးအတွက်နိုင်ငံတကာတရားရုံးတွေနိုင်ငံလိုက်တရားရုံးတွေသာမကား ပြည်တွင် တရားရုံးတွေအပါအဝင်တရားမျှတမှုဖော်ဆောင်နိုင်ရဲ့အစွမ်းကိုဂျိုပန်ဆွဲသွားမယ်လို့လည်း NUG ကကြေညာလိုက်ပါတယ်။ကုလသမဂ္ဂအပါအဝင်နိုင်ငံကအတိုင်းဝိုင်းအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့အခုလိုစစ်ရာဆွဲမှုတွေကျွလွန်နေပြီးလင်ညာဝါဒဖြန့်နေမှုတွေကိုအမှန်တိုင်းသိမြင်ကြပြီးဒီကျွလွန်နေမှုတွေကိုရပ်တန့်စေရတဲ့လက်တွေကြတဲ့အရေးယူဖိအားပေးစွမ်းမှုတွေကို ပြုလုပ်ကြဖို့ကိုလည်း NUG ကတိုက်တွန်းလိုက်ပါတယ် မင်းအွန်လိုင်းဥဆောင်တဲ့အကြက်ဖက်ဆေးဥစုရဲ့အမိန့်ပေးညွှန်ကြားချက်နဲ့အကြက်ဖက်လေတက်ကမေလ12ရက်နေ့မနက်ပိုင်းမှာသခိုင်းတိုင်းတပင်းမြို့နယ်အိုထင်းခွင်ကျေးရွာကဆက်တင်ချောင်းကိုဘုံကျဲတက်ခတ်ခဲ့ရမှာចောင်းသားចောင်းသူ22ဦးနဲ့ဆ iam မ2ဦးတို့ဟာနေရာမှာပဲတည်ဆုံခဲ့ရပြီးတရာကျော်လဲပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်လို့ပဲစစ်ကောင်စီကနိုင်ငံတော်ကចောင်းတွေဖုံးကြီးចောင်းတွေအရက်သားပြည်သူနေအိမ်တွေကို နေ့စဉ်လေကြောင်းကနေဘုံကျဲတက်ခတ်နေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီကစစ်ရာဇဝဲမှုတွေကိုမကျွလွန်ကြောင်းကိုအကြမ်းဖက်စစ်တပ်ချုပ်ကင်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ MRTV, MWD တို့ကနေတဆင့်ပြောင်ကြကြငင်းဆန်တဲ့သတင်းအမှားတွေကိုထုတ်လွှင့်ပြီးဖြစ်စေစစ်တပ်လော်ဘီများစွာကိုငွေပေးအသုံးပြုပြီးသတင်းတူတွေပုံဖြတ်ထားတဲ့အချက်လက်တွေကိုဖြန့်ချိတာမျိုးနဲ့ဖြစ်စေ ဖုံးကွယ်ဖို့အတွက်စူးစမ်းနေတာတွေကိုလည်းသိရှိထားတယ်လို့လည်း NUG ကကြေညာထားပါတယ်ရှင်။အချက်ပါစကောင်စီရဲ့ leader team မှာလုံခြုံရေးအရာရရှိတဲ့စစ်တီတွေအားလုံးကို Facebook, TikTok အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုတွေတင်းကျပ်ကန့်သတ်လိုက်ပြန်တယ်လို့ leader သတင်းရှင်းမိကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့မေလာစနေနေ့ကတပင်းရင်းမြို့နယ်မှာရှိတဲ့အိုထိန်ကွင်းကျေးရွာစာတင်ကြောင်းကိုစကောင်စီကလေးနဲ့ပုံကျဲမှုကြောင့် ဆ ्याम မနအူအပါဝင်ကလေးသူငယ်22ဦးတည်ဆုံသွားတဲ့ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာပဲစစ်ကောင်စီကသူတို့လေတထဲမှာရှိတဲ့ရရှိနေစစ်တီတွေအပြင်စစ်တီမိသားစုတွေကိုပါ Facebook TikTok အပါဝင်လူမှုကွန်ရက်အသုံးပြုမှုတွေတင်းကြပ်ကန့်သတ်လိုက်ပြန်နေဆိုပါတယ်အဓိကကတော့တပရင်လေကြောင်းတက်ခတ်မှုဖြစ်စဉ်အပြီးမှာစစ်ကောင်စီရဲ့လေတအရာရှိစစ်တီတွေနဲ့မိသားစုတွေကိုလက်စားချေတိုက်ခိုက်ဖို့လူမှုကွန်ရက်တွေမှာလှုပ်ဆော်တာတွေ အဲ့ဒီလေတဲ့အရာရှိစစ်သည်တွေအပြင်သူတို့မိသားစုတွေရဲ့ဓာတ်ပုံမှတ်တမ်းတွေကိုပါလူမှုကွန်ရက်တွေမှာတောက်လျှောက်ဆိုသလိုဖြန့်ဝေတာတွေရှိလာတဲ့အတွက်ဆိုပြီးစစ်ကောင်စီလေတဲ့ထဲမှာလုံခြုံရေးအရလူမှုကွန်ရက်အသုံးပြုမှုတွေကိုကန့်တက်လိုက်တာဖြစ်သလိုလက်ရှိသူတို့လေတဲ့အရာရှိတွေရဲ့လူမှုကွန်ရက်အသုံးပြုတဲ့နာမည်အစ်စ်မိသားစုပုံဆွေမျိုးသားသမီးပုံတွေတင်ထားတာရှိရင်လည်းဖယ်ရှားထားဖို့တွေရော Facebook မှာဆိုရင် profile ကို launch ထားဖို့အပြင် TikTok မှာလည်းလေရင်ပါတဲ့ video တွေရိုက်တင်ထားတာရှိရင်ဖြတ်ထားဖို့တွေအထူး စစ်ကောင်စီကကန့်တက်လိုက်တယ်လို့လေတက်တဲ့အရေးမြင့်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီစစ်ကောင်စီရဲ့လေတက်ထက်ကလေရင်မောင်းတဲ့အရာရှိတွေရဲ့မိဘဆွေမျိုးတွေဟာအခုလိုသူတို့စစ်တပ်ဘက်ကရဲသားတွေကိုအစုလိုက်အပြုံလိုက်လေကြောင်းတက်ခိုက်တက်ဖြတ်မှုဖြစ်စဉ်တွေဖြစ်ပွားပြီးတိုင်းသူတို့ရဲ့လုံခြုံရေးအတွက်ဆိုပြီးလေတက်ထက်မှာမကြာခဏဆိုသလိုလာရောက်နေထိုင်တာမျိုးလည်းရှိတဲ့အပြင်တစ်ဖက်မှာလည်းရန်ကုန်ခေတ်တက်တရင်ဌာနကနေအဲ့ဒီလေတက်အရာရှိတွေရဲ့လိပ်စာတွေသူတို့မိသားစုတွေရဲ့လိပ်စာတွေကိုမကြာခဏဆိုသလိုဖော်ပြခံရတဲ့အခါတိုင်း အဲ့ဒီလိပ်စာတွေမှာနေတဲ့လေတက်အရာရှိမိသားစုတွေဟာနေရာရွှေပြောင်းသွားကြတာတွေအိမ်နဲ့ခြံတွေကိုရောင်းချပြီးပြောင်းရွှေ့သွားကြတာတွေအထိလှုပ်ဆောင်ကြတယ်လို့လေလေတက်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျ CDM မန္တလေးစစ်တပ်ကတို့ပမခကျောင်းအုံနောက်နဲ့အာယုံကျော်ခွဲစိတ်အထုကုဆရာဝန်ကြီးပမခဒေါက်တာခင်မောင်လွင်ဆိုသူကိုအယူကြီးအစိုးရရဲ့ကျန်းမာရေးဒုတိယဝန်ကြီးအဖြစ်ခန့်အပ်လိုက်တယ်လို့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကမေလ16ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲသတင်းထုတ်ပြန်လိုက်ပါတယ် အဲ့ဒီလိုတာဝန်ပေးခန့်အပ်မှုဟာလေပြည်ထောင်စုလွတ်တော်ကုစားပြုကော်မတီက Federal Democracy Brain အရခန့်အပ်ခြင်းဖြစ်တယ်လို့လည်းဆိုထားပါတယ်အဲ့ဒီလို NGO ဆိုရရဲ့ကျမ်းမာရေးဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခံရတဲ့ CDM မန္တလေးစစ်တပ်ကတို့ပမောက္ခချုပ်အုံနောက်နဲ့အာယုံကျော်ခွဲစိတ်အထုကုဆရာဝန်ကြီးပမောက္ခဒေါက်တာခင်မောင်လွင်ဆိုတဲ့သူဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအကြပ်ဖက်စကောင်းစီကစစ်အာဏာသိမ်းပြီးတဲ့နောက်ဖေဖော်ဝါရီလ10ရက်နေ့မှာပဲမန္တလေးစစ်တပ်ကတို့ကို CDM တပ်ကတို့အဖြစ်ကြီးညာခဲ့ပြီးကိုယ်တိုင် CDM ပြုတ်လုခဲ့တဲ့အတွက် ဖေဖော်ဝါရီ17ရက်နေ့ညပိုင်းမှာတော့စစ်ကောင်စီကပမကကျုံနေအိမ်ချက်ဝင်းတဲကိုကြော်ခွာပြီးဖမ်းဆီးဖို့လှုပ်ဆောင်ခဲ့ပေမဲ့လွတ်မြောက်လာခဲ့တယ်ဆိုပါတယ်အရင်တော့အုံတော်နဲ့အာယုံကျော်ခွဲစိတ်အထုကုဆရာဝန်ကြီးပမခဒေါက်တာခင်မောင်လွေဟာလွတ်မြောက်နေမြေကိုရောက်လာပြီးအခုခါမှာအမျိုးသားညီညွတ်အစိုးရ NG ရဲ့ကျန်းမာရေးဝန်ကြီးဌာနတာဝန်တွေကိုဆက်လက်ထမ်းဆောင်နေရင်းနဲ့ဒေါ်လန်ရေးကြီးအောင်မြင်အောင်အဖက်ဖက်ကနေဂျိုးပန်းဆောင်ရွက်ပေးနေရကနေလက်ရှိမှာတော့ NG ကျန်းမာရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခံရတာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။